ကောင်းငင်ရန်ကဘွေးပုံတရံလှုပ်ဝက်ချက်1969ခုနှစ်မတ်လ13ရက်နေ့ညအမေရိကန်အရီဇိုးနားပြည်နယ်ဖီနီမျိုးကောင်းငင်ရန်မှာထောင်ပေါင်းများစွာသောလူတွေဟာသူတို့ရဲ့ဘဝတခြားလုံးမှာဘယ်တော့မှမေ့လို့မရနိုင်တော့မယ့်ရင်ဝင်းတစ်ခုကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။အဲဒီညမှာမြင်တွေ့ခဲ့ရတဲ့အရာဟာ UFO သမိုင်းတခြားမှာကြီးမားဆုံးသောအစုလိုက်ပြုံလိုက် မျက်မြင်သက်သေအဖြစ်ပြဖြစ်လာခဲ့ပါတယ်။ည9:00နာရီမိနစ်30လောက်ကနေစပြီးဝိုင်ပေါင်း300ရှည်လျရတဲ့ဧရိယာတခြား မိဘရကနေမဂစီကိုအထိကောင်းငင်ရမှာအေယာမဝိရှိပုံစံလင်းနှန်းကြီးဟာအိတ်ဆိတ်စာပြန်ဆန်းနေတာကိုလူများပြားကတွေ့ရှိခဲ့ကြပါတယ်။ဒီလင်းနှန်းတွေဟာဘယ်ကလာတာလဲ။ဘာတွေလဲဆိုတာကိုတော့ယနေ့ဒီဖြည့်ရှင်းနိုင်ခြင်းမရှိသေးပါဘူး။ဖိနစ်မြို့မှာတွေ့ရှိခဲ့တဲ့ဒီလောဝဆန်းကျတဲ့လင်းနှန်းတွေကိုဒက်ဖိနစ်လိုက်လို့သမုတ်ခဲ့ကြပါတယ်။ဒီဖိရအာမန်လီရင်ဒါမှမဟုတ်ဂျိုဒါယာမဟုတ်ပဲနဲ့လူသားတွေရဲ့နှီးပညာကိုကြော်လွန်နေတဲ့အရာတစ်ခုလို့မျက်မြင်သက်သေတွေကတညီတညွတ်ထဲထွက်ဆိုခဲ့ကြပါတယ်။ဖိနစ်မြို့မှာဒီလင်းနှန်းကိုမြင်တွေ့ခဲ့တဲ့လူတွေဟာ တာမန်ရက်သားတွေတင်မကပဲနဲ့ရဲရာရှိတွေစစ်မှုထမ်းဟောင်းတွေနဲ့အရီဇိုနာပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုတွေပါဝင်ထောင်ပေါင်းများစွာသောလူတွေပါဝင်ခဲ့ပါတယ်။မြင်မြင်သက်သက်တွေရဲ့ထွက်ဆိုချက်တွေဟာအလွန်ကိုကန့်ညင်မှုရှိခဲ့ပါတယ်။သူတို့ပြောဆိုခဲ့တဲ့အဓိကချက်တွေကတော့ရင်းနေခဲ့ရတဲ့အရာဝတ္ထုဟာအလွန်ကြီးမားပြီးအစုံတစ်ဖက်ကနေနောက်တစ်ဖက်ကိုမိုင်ပေါင်းများစွာရှည်လျားတဲ့ဝီပုံတန်ရှိပါတယ်။ဒီအရာဝတ္ထုကြီးကအင်မတန်နိုင်တဲ့နေရာကနေပြန်နှံ့သွားခဲ့ပြီးမြဲအတန်လုံးဝမထွက်ခဲ့ပါဘူး။ဒါအင်ဂျင်တန်ကျေလောင်တဲ့ပုံမှန်လေယာဉ်တွေနဲ့ လုံးဝကွဲပြားနေပါတယ်။ဝီပုံစံအနာသက်တွေမှာဘရင်ရောင်ဒါမှမဟုတ်ဂိမ်းမော်ရောင်အလင်းနဲ့၅ခုမှ၄ခုထိတန်းစီနေပါတယ်။ဒီလိုဆူလိုက်ပြောင်းလိုက်တွေးရှိမှုတွေဟာယူသွမှုဒါမှမဟုတ်လှည့်စားမှုဆိုတဲ့ theory ကိုလက်ခံဖို့ခက်ခဲစေပါတယ်။ညချိန်မှာရိုက်ကူးထားတဲ့မူရင်းပူရီကိုမှတ်တမ်းတွေဟာပုံဝါနေခဲ့ပြီးမယ်။ခေါင်းငယ်မှာကြီးမားတဲ့အလင်းနဲ့တန်းစီနေပုံကတော့ရှင်းရှင်းလင်းလင်းပြတ်သားနေခဲ့ပါတယ်။ဒီဖြစ်ပျက်ကဘာကအာယုံဆိုင်လာတဲ့အခါမှာတော့ဇိုးရနဲ့လေတပ်တို့ဟာချက်ချင်းဆိုသလိုရှင်းလင်းချက်ပေးဖို့ကြိုးစားခဲ့ပါတယ်။ အရီဇိုနာပြည်နယ်အောက်ချိုရီမူဖိုင်ဆမ်မင်နာအစပိုင်းမှာဒီပြည့်ရကိုလောင်မြောင်ပြီးတော့လူသားဝတ်စုံဝတ်ထားတဲ့ဝန်ထမ်းတို့ကိုသတင်းစာရှင်းလင်းပွဲမှာခေါ်ထုတ်ပြသခဲ့ပါတယ်။ဒါပေမဲ့နောက်၁၀နှစ်အကြာမှာတော့အောက်ချိုရီမူဆမ်မင်နာဟာဒူကိုရိုင်းဒီဘွေးပုံစံအရာဝတ္ထုကိုမျက်မြင်ကိုယ်တွေ့မြင်ခဲ့ရကြောင်းနဲ့အစိုးရကလူမှုကိုဘာလို့လှည့်စားခဲ့လဲဆိုတာကိုနားမလည်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ဇိုးရနဲ့လေတပ်တို့ရဲ့တရားဝင်ရှင်းလင်းချက်တစ်ခုရှိခဲ့ပါတယ်။ပထမရှင်းလင်းချက်ကတော့ကောင်းကင်ယံမှာတွေ့ခဲ့ရတဲ့လင်းနှန်းတွေဟာဒေတက်လေရင်တွေကနေလွတ်တင်ခဲ့တဲ့မီးလုံးတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒုတိယရှင်းလင်းချက်ကတော့ဝီပုံစံရဝိတုကြီးဟာအေဒန်တိုက်လေရင်တွေရဲ့လက်ကျင်ရေးပြန်ဆန်းမှုဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့လက်မြေတပ်တွေတွေကတော့ဒီရှင်းလင်းချက်တွေကိုလုံးဝလက်မခံခဲ့ကြပါဘူး။သူတို့ကအေဒန်လေရင်တွေဟာအတန်ကျေလောင်ပြီးဝီပုံစံလိုတိတ်ဆိတ်စွာပြန်ဆန်းနိုင်ခြင်းမရှိဘူးလို့အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ UFO လေ့လာသူတွေအတွက်ဖီနစ်လိုက်ရလူသားတွေရဲ့နေပညာကိုကျော်လွန်နေတဲ့တပ်တွေပါပဲ။သူတို့ကဝီပုံစံရဝိတုကြီးဟာလှုပ်ဝက်ဂျာမန်လေရင်ဒါမှမဟုတ်အခြားဂျိုကလာတဲ့အာခလာယင်ဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။တပ်တွေအများစုဟာ ပြန်ဆန်းမှုပုံစံကိုကြည့်ပြီးတော့ဒီယာဝိတုဟာအလွန်ကြီးမားတဲ့ယာဝိတုကြီးတစ်ခုဖြစ်သတ်မှတ်ခဲ့ကြပါတယ်။လေတက်ကမီလုံးတွေဖြစ်တဲ့ဆိုတဲ့ရှင်းလင်းကြ။နောက်ပိုင်းညဘက်မှာမြင်တွေ့ခဲ့ရတဲ့အလင်းတန်း၅ခုကိုပဲရှင်းပြနိုင်ခဲ့ပြီးတော့ဇောပိုင်းညနေပိုင်းမှာမြင်တွေ့ခဲ့ရတဲ့ဝီပုံစံအရာမအရာဝိတုကြီးရဲ့ဇလံကိုတော့လုံးဝဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒီလိုအဖြစ်ပြမျိုးမှာညဉ့်ညင်သက်စီပေါင်းထောင်ထဲကြီးတဲ့လူတွေရဲ့ထွက်ဆိုချက်တွေကိုလုံးဝငင်းပယ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူတို့အားလုံးကရိုးသားပြီးတော့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်တဲ့သူတွေဖြစ်ပြီး သူတို့မြင်ခဲ့တဲ့အရာဟာတာမန်လေရင်မဟုတ်ကြောင်းကိုခိုင်မာပြောဆိုခဲ့ကြပါတယ်။ဖီနီလိုက်ဖိပြက်က28နှစ်ကြာတဲ့အထိဖြေရှာလို့မရသေးတဲ့ UFO ဖိရတစ်ခုပြင်ဆက်လက်တရှိနေသေးပါ။ဒီဖိရကဆိုးရွားကအမှန်တရားကိုဖုံးဝဲထားတယ်လို့ယုံကြည်သူတွေနဲ့အကြီးမားဆုံးသောသက်တွေတစ်ခုဖြစ်နေသေးပါ။မြင်မြင်သက်တွေရိုက်ကူးခဲ့တဲ့မူရင်းဘူယိုဖူရိတ်တွေဟာငင်းပွားပွေရာဖြစ်နေပြီမယ်။ဘောင်းငယ်ရမဘူပုံစံလေးနှန်းတွေကိုကြပြိုင်နဲ့မြင်တွေ့ခဲ့တဲ့လူထောင်ပေါင်းများစွာရဲ့မှန်ညာကတော့ဘယ်သူမှဖျောက်ပြက်လို့မရနိုင်တဲ့အမှန်တရားပါ။လူချင်းမင်းတို့ရောဘယ်လိုထင်ပါလဲ။ ပင်းနေလိုက်ရလေတက်ရဲ့မီးလုံးနေနဲ့လေးရင်လားဒါမှမဟုတ်လူသားရဲ့နေပညာကိုကြော်လွန်နေတဲ့အရာတစ်ခုလားလူချင်းမင်းတို့ကိုယ်တိုင် feeling မျိုးမှာရှိနေခဲ့ရင်ဘလို့ယူဆမိမှာလဲကိုယ့်ရဲ့မြင်ကိုကိုယ့်မှတ်မှာမျှဝေပေးခဲ့ပါအောင်ဒီလိုကမ္ဘာလှုပ်ဝက်ဆန်းကြတဲ့ဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုကြနေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့